င်ဒိုနီးရှားမိတောင်ပေါ်ကနေပြုတ်ကျသွားခဲ့ပြီးအသက်ရှင်နေသေးတဲ့ဘရာဇီးအမျိုးသမီးငယ်ကိုအချိန်မီမကယ်နိုင်ခဲ့ပဲဒီပီတာပြန်လည်ရရှိခဲ့ကြောင်းသိရပါတယ်။အင်ဒိုနီးရှားနိုင်ငံမိတောင်ပေါ်ကနေပြုတ်ကျသွားခဲ့တဲ့အသက်26နှစ်အရွယ်ဘရာဇီးနိုင်ငံသူကစားအမျိုးသမီးတစ်ယောက်ကသူ့ရဲ့ဒီပီကိုသာပြန်လည်ရရှိခဲ့ကြောင်းသိရပါတယ်။ဂျူလီယန်နာဟာ ဇွန်လ21ရက်နေ့ကအင်ဒိုနီးရှားနိုင်ငံရဲ့ဒုတိယအမြင့်ဆုံးဖြစ်နာမည်ကြီးတဲ့မီတာအမြင့်ပေ12000ကျော်ကိုလမ်းပြအဖော်တွေနဲ့အတူတက်ရောက်ခဲ့ပြီးမီတာ600ကျော်ကနေပေ190အထိကိုပြုတ်ကျသွားခဲ့တယ်လို့သိရပါတယ်သူတို့တွေအုပ်စုလိုက်မှာတော့ပေါဝင်သူတအုပ်ရဲ့အဆိုအရသူမဟာတော့မောလို့ခဏနောက်အောင်ဝင်ဆိုပြီးတနေရာမှာကြံခဲ့ကြောင်းဒါပေမဲ့လည်းနိုင်ရီပိုင်းတာတိ သူမဆက်လိုက်လာခြင်းမတွေ့ရတဲ့အတွက်ပြန်ရှာကြည့်ချိန်မှာမရှိတော့ဘဲသူမပေါ့ဆုံးနေသည်ကိုသိရှိရကြောင်းပြောပြခဲ့ပါတယ်သူမပြောင်းဆုံးနေတာကိုသိရတယ်။အင်ဒိုနီးရှားတောင်ဝင်ရှိသူတွေနဲ့ကယ်ဆယ်ရေးသမားတွေကိုသူမရှိနိုင်မယ့်နေရာကိုဒုနေနဲ့ခက်ခက်ခဲခဲရှာဖွေခဲ့ပြီးသူမဟာတော့တောတောင်နေအချက်ဝင်တစ်ခုမှရောက်ရှိနေတာကိုဒရုန်းဗီဒီယိုကနေတစ်စင်တွေ့ရှိခဲ့ရတာပါ။အဲ့ဒီဗီဒီယိုထဲမှာတော့ ဂျူလီယန်နာက အသက်ရှင်လျက်တွေ့ရှိကြပြီးသူမဟာတော့လှုပ်ရှားမှုပြုလုပ်နေတာကိုလည်းတွေ့ရပါတယ်။ဒီလိုအနေအထားနဲ့တွေ့မြင်ရတဲ့မိသားစုဝင်တွေနဲ့ဘရာဇီးနိုင်ငံသူတွေကသူမကိုအသက်ရှင်လျက်ပြန်လည်ကယ်တင်နိုင်ဖို့အတွက်မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့လည်းကယ်ဆယ်ရေးသမားတွေအနေနဲ့သူမရှိရာတောတောင်ကြားကိုရာသီဥတုအခြေအနေအရရဟရင်နဲ့သွားမရခြင်းကယ်ဆယ်ရေးသမားတွေကျိုးနဲ့ဆင်းပြီးရောက်နိုင်တဲ့အကွာအဝေးကသူမစီရောက်ဖို့အတွက်နဆလောက်လိုလင်းသေးတာအဆရှိသမျှလိုအပ်ချက်တွေကြောင့်ဘလုံးမကဲလို့အဆင်မပြေတော့ဘူးလို့သိရပါတယ်။သူမြပြောကြပြီးလေးရကြာမှဇွန်လ24ရက်နေ့မှာတော့တာဝန်ရှိသူတွေကအခုလိုမျိုးပဲသူမြရဲ့တေဆုံကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ဂျူလီယန်နာရဲ့မိဘတွေကဒီအကြောင်းကိုသိသိချင်းအင်ဒိုနီးရှားက ရာဇင်းတန်ယုံကိုဆက်သွဲပြီးအကြိုးအကြောင်းပြပြခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကတော့တန်ယုံဘက်ကအင်ဒိုတာဝန်ရှိသူတွေကစိတ်မပူနဲ့ပြုတ်ကျတဲ့အထဲမှာအစာနဲ့ရေတွေချပေးထားကြောင်းပြောကြလာခဲ့ပါတယ်။အခုလိုအကြောင်းစုံမှန်သိရတဲ့အချိန်မှာတော့မိသားစုဝင်များကဘာလို့များသူတို့သမီးလေးစီကိုကယ်ဖို့ဒီလောက်ခက်ခဲတွေခက်ခဲနေလဲဆိုတာအမှန်တမ်းမပြောခဲ့ကြတာလေဘာလို့အစာရေစာပို့ပေးခဲ့တယ်လို့ပြောရတာလဲဆိုပြီးစိတ်မကောင်းစွာအပြေပြန်လည်းပြောဆိုခဲ့တာပါဘရာဇီးတန်ယုံကလည်းအင်တာဝန်ရှိသူတွေကဒီလိုဘာလို့ပြောရလဲဆိုပြီးပြန်မေးထားခဲ့ပေမယ့် ်အင်းတို့ဘက်ကတော့ဘာအကြောင်းမှမပြန်လာခဲ့ပါဘူးဂျူလီယန်နာကိုကေဆယ်ရေးသမားတွေကတော့သူတို့ဟာဂျူလီယန်နာရဲ့ DP ကိုဇွန်လ24ရက်နေ့မှာအပေါ်ကိုတင်ခိုင်းနိုင်ခဲ့ပြီဖြစ်ပေမဲ့စီးရုံကိုပို့ဆောင်နိုင်ဖို့အတွက်ဇွန်လ25ရက်နေ့ထိစောင့်ရအောင်မယ်လို့ပြောဆိုခဲ့ပါတယ်လက်ရှိအချိန်မှာတော့မိဘတွေကသူမရဲ့ DB ကိုဘရာဇီးနိုင်ငံကိုပြည်သက်နိုင်ဖို့အတွက်ဆက်လက်လှူဆောင်ရန်အတွက်စောင့်ဆိုင်နေတယ်လို့လည်းသိရပါဗျ။သူကိုယ်တိုင်ကျွေးမွေးပြုစုဆောက်ရှောက်နိုင်လို့ကလေးနှစ်တယောက်ဝင်လာတာလို့ပြောပြလာတဲ့အေဒီချိုစိ။အဲဆိုတော့အေဒီချိုစိကတော့ ဘသူကမှတာဝန်မယူခိုင်းမဲ့သူမကိုယ်တိုင်ကျွေးမွေးပြုစုဆောက်ရှောင်နိုင်လို့ကလေးနောက်တစ်ယောက်ယူတာဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။သူမတို့ကလေးယူတာနှစ်ဖက်မိသားစုမိတ်ဆွေအချို့ကတော့အတိမတ်ပြုရင်ရပြီဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။သူမတို့မိသားစုဘာပဲလို့လို့ဝိုင်းဆဲဝိုင်းပြောနေကြတဲ့သူတွေကိုသူမဟာတော့ဩစတြေးလျနိုင်ငံမှာမတောင်မတမကြောက်မကြပဲလူတန်းစီနေရတာဖြစ်တာကြောင့်စိတ်ပူပန်ကြဖို့အတွက်ပြောပြခဲ့ပါသေးတယ်။အေတင်ချိုဆဲကတော့ခင်မိုးဖြစ်သူရဲ့ဂရုတစိုက်နဲ့ ဖယက်သည်လှိပစ်နေတဲ့ပုံလေးကိုလည်းချစ်စပွဲဖော်ပြလာခဲ့ပါတယ်။နောက်ထပ်ရုပ်ပညာသတင်းတစ်ပုံလေးနဲ့ဖူးဖွေထွက်ထွားခန္ဓာကိုယ်ကိုတွယ်လျက်လှပစေဖို့အတွက်ဝိချရ